first of all give up the ground that i worked so hard for အကောင်လုံးကတော့သူတို့တက်ကတော့သူတို့မှန်နေကြတာပဲအဓိကကတော့သဘောထားချင်းမတိုက်ဆိုင်တဲ့ဟာတွေဟို miss back ကလည်းပြဿနာအငါ့ကိုသူတို့ကဒီလိုလုပ်တယ် makes you feel so small and so bad အကိုကတော့ကိုမှန်နေပဲပြောမှာအမနဲ့အော်စူဇန်နဲ့ရေဖြစ်တယ်ဆိုလဲအမကအမမှန်နေပဲစူဇန်လည်းစူဇန်မှန်နေပဲဖြစ်မှာလေအဲ့တော့တိတ်တိတ်ချင်းညှိလို့ညှိတာဆိုတော့ကောင်းမွန်မွန်လေးတော့ဖြည့်ရှင်းပြီးတော့သွားတဲ့နယ်လို့ထင်ပါတယ်ဟုတ် first of all give up the ground that I worked so hard for and then also to to talk about it so openly. အမြင်ပြောမှဆိုလို့ရှိရင်အကောင်လုံးကတော့သူတို့တက်ကတော့သူတို့နိုင်နေကြတာပဲ။ <laughs> အဓိကကတော့သဘောထားချင်းမတိုက်ဆိုင်တဲ့ဟာတွေဟိုပြဿနာတစ်ခုဖြစ်လာပဲဆိုလို့ရှိရင်တချို့ကျတော့ဟိုလိုတေးထားတဲ့အရာတွေများရယ်ကွာအခုဟိုညီမတို့ဆိုနေနဲ့ပုံမှန်လေးလေးတိုင်ပုံစံတော့ပါတယ်ပေါ့နော်ဒါကတော့ကောင်းတဲ့အချက်လည်းရှိရယ်မကောင်းတဲ့အချက်လည်းရှိရယ်ဒါကအရန်ပွင့်နေတဲ့အတွက်ကိုဟိုညီမဆို အဲ့လိုအရန်ပွင့်လင်းမျိုးအတွက်ကိုတချို့နင်နာခဲ့ရတဲ့အရာလေးရှိခဲ့ရပေါ့နော်အဲ့ဒါဆိုလို့ရှိရင် အော်ငါအဲ့လိုမလုပ်ပါဘူးသင်္ကန်းဆိုင်ရှူရဲပေါ့နော်အဲ့လိုပုံစံနဲ့ဟိုအခုတော့80ရှောက်ဖြစ်နေရဒါပေမဲ့ဘူးဆိုတာပြဿနာတစ်ခုစုလာစုလာရဲ့ဆိုလို့ရှိရင်ဟို miss back ကလည်းပြဿနာအငါ့ကိုတူ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 လုပ်တယ်အဲနောက်တစ်ခုကကျတော့ organization ကကျတော့လေ organization ကဥပမာဟို test ကိစ္စတော့ပါလို့ဆိုလို့ရှိရင်ပေါ့နော်ဒီဟို ဒါသူပေးကိုပေးရမှာဒါကလည်းအဖွဲ့စည်းဘက်ကဒါလို့လို့လောက်အောင်ပါ organization ကျတော့လည်းချက်နဲ့လက်နဲ့ညီညီပေါ့နော်ဟိုစီကံစီမင်းအတိုင်းပဲသူတို့သတ်မှတ်ထားတဲ့အတိုင်းပဲသွားပေါ့ဒီက miss ကကျတော့လည်းငါဒါကိုပို့လို့ရှင်းတယ်ငါငါဘလို့ miss ဖြစ်နေပြီးတော့အဲ့လိုပုံစံနေရှိရတဲ့သူတို့နှစ်ယောက်ကတောင်းတကအတင်ကြရရများလာတဲ့အချိန်မှာဟိုအမှန်ကတော့ လွတ်ပြတ်သိမ့်နေလို့ထင်တယ်ငါတော့ဒီလိုခံစားချက်ရှိနေငါတော့ဒီလိုလေးငါဟိုမှာငါဒီလိုနေရတာမကြိုက်ဘူးဒီလိုလုတ်ပြရမကြိုက်ဘူးဘလိုလေးလုတ်ပြပါလားငါတော့ဒီလိုခက်ခဲရှိရယ်ကိုယ်လေးလေးပြောစီခြင်းနဲ့ပေါ့နော်အဲ့ကြလို့ရှိရင်လည်းအော် organization ကလုတ်ပိနေလုတ်မိပါဘောနော်ဒါကိုရွေးတဲ့ organization ပေါ်လဲမူတည်သေးရဆိုတော့လေညင်းနေနိုင်လေလုံးမယ်ဆိုလို့ရှိရင်တော့အဲ့လိုကိစ္စရေမရှိဘူးလို့ကညီမမြင်မိပါတယ်ဟုတ် It's so embarrassing and it makes you feel so small and so bad ဒါတော့ညီမကဟိုပြောလို့တော့မရဘူးဆိုတော့ညီမကိုယ်တိုင်ရီချယ်လည်းမဟုတ်ဘူးအဲ့မှာသူတို့ဘယ်လိုတွေအဆင်ပြေလားမပြေလားဆိုတာကကိုယ်ကန်ရှင်ကိုယ်တိုင်ရမယ်ပူတိမှာဆိုတော့လေအပြင်ကတယောက်ကကြတော့ကိုကသူတို့ပြတဲ့ချပြလောက်တယ်ချပြတဲ့အရာပဲမြင်ရတာဆိုတော့လေဒါအိစာဒရမင်းမှာလူတိုင်းချမပြတဲ့အရာလေးရှိတော့အဲ့ဒါကတော့ ပြပြလို့မရပါဘူးကိုကိုရိုင်းမကြုံသေးတဲ့အတွက်ပါဟုတ်အမားလည်းတော့တွေ့သွားရဆိုတော့လေအဲစကားပြောပြီးသွားရလားပြောဖြစ်လားတွေ့ပြပြီးသားပါပြီ စကားပြောပြလာဆိုတော့ဟို1 by 1ပုံစံတော့ဒီလိုကြီးပြောပြတာမဟုတ်ဘူးမှာပေါ့နော်ဒီပြိုင်ပွဲဝင်နေအကုန်လုံးပေါ့နော်ပြိုင်ပွဲမှာဘာကြီးလိုအပ်ချက်ရှိလဲအဆင်ပြေရရှိလားမရှိလားပေါ့နော်ဟိုသူတယောက်ချင်းဒီလိုက်ပြီးတဲ့အချိန်တုန်းကတော့ပြောပြပါတယ်ဟုတ်အဲဒီမှာတော့မရှိဘူးအကုန်စလိုက်ရအဆင်ပြေနေရပေါ့နော်ဟုတ်အမားကိုစတွေ့ရနေတုန်းကလည်း ့ကိုကိုရိုင်းတော့မသိပဲနဲ့ first time တွေ့တဲ့အချိန်မှာအမမင်္ဂလာပါဆိုပြီးတော့တွားပြီးနှုတ်ဆက်ဖြစ်တယ်ပေါ့နော်တက်တောက်နေပဲဟိုဟိုကိုလေးစားရတဲ့သူဖြစ်တဲ့အတွက်ပေါ့အမကိုကျတော့သူကဒါပေမဲ့တွေ့ပြီးတွေ့ပြီးနောက်ပိုင်းမှာအမကိုကျတော့တောက်တယ်ဆိုတဲ့စိတ်မရှိတော့ဘူးသူကကျတော့သဘောကျရဲ့စိတ်ဖြစ်ဘာလို့ဆိုတော့အမမျက်နှာကျတော့အဲ့လိုသူကအေးအေးဆေးဆေးလေးပဲနေရပေါ့နော်အဲ့လိုအကြည်တဲ့ပုံစံလေးစကားပြော ဆိုတော့အေးစိစိရဲ့သူလုတ်တင်တဲ့ဥစားကို तू လုတ်သွားတယ်ဒါပေမဲ့ तू မျက်နှာမှာလုံးဝအေးစိစိလေးဖြစ်နေတော့အမကမနိုင်ပြောရနေတိုင်းတွေ့ကျင်ပြီးရတွေ့ရင်လည်းအမစကားပြောရဆိုလို့ရှိရင်အမမျက်လုံးအမမျက်နှာရဲ့အကုန်လုံးတောက်လျှောက်အဲ့လိုကြည်နေငင်းနေမိရပေါ့နော်အခုမြင်ရသလောက်ဆိုလို့ရှိရင်အမကကိုယ့်ရဲ့ကလေးတွေလို့သဘောထားရတယ်လို့ခံစားရတယ်ပေါ့နော်။ဘာလိုအပ်တာရှိလဲစုံမတင်တဲ့ဟာဆိုလို့ရှိရင်စုံမတယ်မစ်တယောက်ကဘယ်လို့ အနေထိုင်နဲ့နေရမယ်လူတွေဘလို့လေးစားရမယ် responsibility ဘလို့ရှိရမယ်အချိန်ဘလို့ဟိုလောက်ရမယ်ပေါ့နော်အဲလီလာသူမျိုးလုံးနဲ့မှအမြင်မတော်တဲ့ဟာရှိရဆိုလို့ရှိရင်လည်းသူအကောင်လုံးအေးစစ်စစ်လေးနဲ့ဆုံးမပေးရပေါ့နော်လမ်းကြောင်းတစ်ခုကိုတခြားချပြပြပေးရ guidance တရားပုံစံပေါ့နော်အဲ့လိုမြင်မိပါတယ်ပြီးတော့ကလေးတွေကိုလည်း cue site တယ်လို့ခံစားရပါတယ်ဟုတ် ကိုကမစ်တယောက်ဖြစ်ချင်တယ်မစ်တယောက်ဖြစ်ဖို့အတွက်ကိုရည်ရွယ်ပြီးလာတာဖြစ်တယ်ကိုကအပြင်မှာပါပဲဖြစ်နေဖြစ်စေဒါ organization ဆိုတဲ့အဖွဲ့အစည်းတစ်ခုရဲ့ဆုံးဖြတ်မှုနဲ့သူတို့ရဲ့ဟိုစီကံချမှတ်ထားတဲ့အရာတွေအကုန်လုံးကိုက like ကို like နာမယ်ဆိုတဲ့စိတ်နဲ့လာခဲ့တာဖြစ်တဲ့အရင်ကတော့ညီမမှာစာချုပ်ထားတဲ့ true true ကြီး ပြဿနာတွေဖြစ်ပြီးတော့အဲ့လိုခံစားသွားတော့မရှိပါဘူးဘယ်လိုပြောရမလဲငါဝန်တာတယောက်ဖြစ်လာခဲ့ရင် miss တယောက်ဖြစ်လာခဲ့ရင်ဒီတာဝန်တွေအကုန်လုံးငါယူရမယ်ဆိုလို့ရှိရင်ငါလက်ခံနိုင်မှာလားဆိုတဲ့အရာတွေပေါ့နော်ဟိုရေရှည်အထီကိုတွေးပြီးတော့လာပြိုင်နာပို့ပြီးတော့ကောင်းလို့ထင်ပါတယ်အတူရတော့တယောက်တယောက်ကတူမှာမဟုတ်တဲ့အတွက်ပြဿနာဖြစ်တယ်ဆိုလို့ရှိရင်လည်းဥမာ miss ကလည်းစာချုပ်စာချုပ်မချုပ်ခင်ပေါ့နော်ဒါဒါကတော့မလုံနိုင်ဘူးထင်တယ်ဆိုလို့ရှိရင်တော့ organization နဲ့နည်းနည်းတော့ ြည့်စေခြင်းနဲ့ organization ကလည်း miss အတွက်ကိုဟိုကြည့်ပေးစေခြင်းနဲ့ပေါ့တကယ်လို့အဲ့ဒါကမှဟိုအဆင်မပြေဘူးဆိုလို့ရှိရင်တော့အချင်းချင်းညှိနှိုင်းပြီးတော့ပေါ့နော်ဆောင်ရွက်တာပို့ပြီးတော့သဘောကျရဲထင်ပါတယ်။ဘာပြောဆိုတော့ဟိုကောင်းမဆင်းလုံးချောတွေမဟုတ်မနေဘူးပေါ့နော်ပြီးတော့အိစာတခုပြဿနာဖြစ်လာရဲဆိုလို့ရှိရင်လည်းအကောင်လုံးကတူမှန်တယ်ကိုမားတယ် ဟိုကိုကတော့ကိုမှန်တယ်ပဲပြောမှာအမနဲ့ဟိုစွစွနဲ့ရေဖြစ်တယ်ဆိုလဲအမကအမမှန်တယ်ပဲစွစွလဲစွစွမှန်တယ်ပဲဖြစ်မှာလေအဲ့တော့ကြိတ်ကြိတ်ချင်းညှိလို့ညှိတာဆိုတော့ကောင်းမွန်မွန်လေးတော့ဖြည့်ရှင်းပြီးတော့သွားတင်တယ်လို့ထင်ပါတယ်ဟုတ်ဝင်လာရခဲ့မယ်ဆိုလို့ရှင်ပေါ့เนาะဒါကတော့အကတရားရပြောလို့မရပါပဲပေါ့တော့ family welcome ပါညီမကကိုဒါကိုဖြစ်ရှင်တဲ့အတွက်ပေါ့เนาะဒီအရောလာလိုက်တဲ့အတွက်ဒါကိုရသွားရဲ့ဆိုလို့ရှင်အဲ့မှာ miss ရောက်ဖြစ်ဖို့က တော်တော်မလွယ်ဘူးလေအမရဲ့အဲ့တော့ဟိုကညာရီယာကိုကသုံးခုစလုံးနဲ့ကိုကရမှာတော့ကိုတာဝန်ထမ်းဆောင်နေတဲ့အချိန်တစ်နှစ်ဆိုတစ်နှစ်နှစ်နှစ်ဆိုနှစ်ကာလအတွင်းမှာတော့ organization နဲ့တတိချာချာညှိနှိုင်းပြီးတော့ကျွန်မကတော့တာဝန်ကိုရအောင်ကြည့်ဖို့ထမ်းဆောင်လို့တော့ရှိပါတယ်